တော့အိန္ဒိယတရုတ်ကိုကြည့်မယ်ဆိုရင်တရုတ်ကပိုပြီး leverage ရှိတယ်။ဘာကြောင့်လဲဆိုတော့ VRI လို့ခေါ်တဲ့သူ့ရဲ့ project တွေစီမံကိန်းတွေမြန်မာပြည်ထဲမှာအများကြီးရှိတာကျွန်တော်တွေ့ရတယ်။တော့တရုတ်ကပိုပြီး political အရ weight ပိုပြီးတော့ကြီးတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်လဲ ceasefire ကိစ္စတွေမှာနောက်180 degree 180 degree ပြောင်းသွားတဲ့ကိစ္စတွေမှာတရုတ်ရဲ့ power တွေတရုတ်ရဲ့ pressure တွေပါတယ်လို့ပို့ပြီးတော့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်။ဒါကြောင့်လဲဒီအခုပြောတဲ့ temporary ceasefire လို့ခေါ်တဲ့ယာယီအပြစ်ခတ်ရဲစဲရံနေဘယ်စုံဆက်သွားမှာလဲနောက်တစ်ဆင့်ကပါလဲဆိုတဲ့ကိစ္စကျွန်တော်မြင်တာကတော့အခုစကိုင်းငလျင်ကြီးနောက်မှာနိုင်ငံရေးအသွင်ပြောင်းလဲမှုတွေကဘာလဲဆိုတဲ့ကိစ္စလို့ကျွန်တော်တော့ထင်ပါတယ်အဲ့ဒါတွေကိုသူတို့ပြောင်းလဲပြီးတော့သူ့ကိုဖိတ်တယ်သူနဲ့စကားပြောတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကဒီဒါတွေနဲ့ပတ်သက်ပြီးဘာတွေရမှာလဲ ceasefire ဘလို့ အမြတ်ထွက်မှာလဲစီးဆွဲရဘလို့အဖတ်တင်မှာလဲဆိုတဲ့ကိစ္စလေ